မြန်မာနိုင်ငံတွင်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးရုံများဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂအစည်းအဝေးတွင်တမတ်ကြီးဦးကျော်မိုးထွန်းအတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးရုံဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂတွင်တမတ်ကြီးဦးကျော်မိုးထွန်းတင်ပြပြောဆိုပါတယ်။ နိုဝင်ဘာလ၄ရက်နေ့အမေရိကန်ပြည်ထောင်စုညူယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအထူးနိုင်ငံရေးနှင့်ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစတုတ္ထကော်မတီအစည်းအဝေးတွင်တမ်မတ်ကြီးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။အကြံဖတ်စေအုပ်စု၏ Digital Anarchism စနစ်အားအင်တာနက်ဖြတ်တောက်မှုနှင့်စင်ဆာဖြတ်တောက်မှုများမှတဆင့်သာမကအွန်လိုင်းပေါ်တွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ခါဖိနှိပ်နေမှုများပြုလုပ်နေကြောင်း မကြသေးမီရပ်ပိုင်းတွင်ကပင်အမှုပညာရှင်များရုပ်ရှင်ဒါရိုက်တာများနှင့်ထင်ပေါ်ကျော်ကြားသူများအားအကြံဖက်စေအုပ်စုကျင်းပမည်အထူးရောက်ရွေးကောက်ပွဲအပေါ်ဝေဖန်သော post များတွင်လိုက်သောမဟုတ် harrier ရှင်များပေးခဲ့ရုံများဖြင့်မတရားဖန်ဆီးခံခဲ့ရကြောင်းဤသို့သောဆိုးရွားသည့်ဖိနှိပ်မှုအဆင့်သည်စေအာနာရှင်တို့၏အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိသည့်တိုင်ငယ်စိတ်ဖြင့်ပြည်သူလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကို စိတ်ပေါ်တူတူတက်ဦးကဲ့သို့လိုက်လံပိတ်ပင်ထိန်းချုပ်လိုခြင်းကိုတိတာမြင်သာစီကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကရှင်းပြပါရယ်မြန်မာနိုင်ငံတွင်တရားမဝင်အာဏာသိမ်းချိန်မှစ၍အကြမ်းဖက်ဆဲအုပ်စုသည်၎င်းတို့အားစန့်ကျင်သံများကိုဖိနှိပ်ရန်နှင့်တရင်အချက်လက်များကို၎င်းတို့၏အကျိုးအတွက်လိမ့်လည်ရန်တရင်အချက်လက်နှင့်ဆက်သွယ်ရေးနည်းပညာများကိုစနစ်တကျလက်နက်တပ်ဖွဲ့အုံပြုလျက်ရှိကြောင်းမြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်တရင်သမားများကိုအများဆုံးမတရားဖမ်းဆီးမှုအဆိုးဆုံးသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်လာခဲ့ကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ်။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့်နိုင်ငံပြင်ပသို့ထွက်ပြေးတိမ်းရှောင်ရခြင်းသို့မဟုတ်လုံးဝရှန်နာပိတ်သိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ရပြီးနိုင်ငံအတွင်ဆက်လက်လုပ်ကိုင်နေသောမီဒီယာများမှလည်းအကြံဖတ်စေအုပ်စု၏တင်းကျပ်သောထိန်းချုပ်မှုအောက်တွင်အကြံဖတ်စေအုပ်စုကသဘောမတူသည့်ညီတိစကတ်လုံးအတုံတော်ဟောဟာရကိုမဆိုအတုံပြုခြင်းမပြုရန်တားမြစ်ခံထားရကြောင်းအကြံဖတ်စေအုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သောပလက်ဖောင်းများကိုစောင့်ကြည့်ထိန်းချုပ်ရေးကိရိယာများအဖြစ် ြောင်းလဲအသုံးပြုကအသုံးပြုသူများကိုစောင့်ကြည့်ခြင်းတက်ချွလှုပ်ရှားသူများကိုခြေရာခံခြင်းနှင့်၎င်းတို့၏ရာဇဝတ်မှုများကိုလိမ်ညာဖုံးပြရန်နှင့်ဒီမိုကရေစီခုခံတွန်းလှန်မှုများကိုပြက်ပြားစေရန်ပြည်မှာဖြန့်ဝေရေးပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကိုပြုလုပ်လျက်ရှိကြောင်း၎င်းကဆိုပါသည်လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုပြတ်တုံးနေခြင်းတရင်အချက်လက်စီးဆင်းမှုများဆိုးရွားစွာကန့်သက်ထားခြင်း အချိန်နှင့်အမျှကြောက်ရွံ့စွာပြည်သူများနေထိုင်နေရခြင်းစသည့်အချက်များသည့်ဆေးဥစုပြုလုပ်ရန်စီစဉ်နေသည့်အထူးရောက်ရွေးကောက်ပွဲသည်တရားမျှတမှုလွတ်လပ်မှုလုံးဝရှိမည်မဟုတ်သည်ကိုပေါ်ပြနေသည့်များစွာသောအရေးကြီးသည့်အချက်များအနက်အချက်အချို့ပင်ဖြစ်ကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာတိုက်ဝန်းအားမြန်မာနိုင်ငံရှိသတင်းအချက်လက်ဖိနှိပ်မှုနှင့်အရင်းခံအကြောင်းတရားများကိုခိုင်ရွယ်ဖြေရှင်းရန်ကျွလွန်သူများအားကြာဝင်ခံစီရန်အကြံဖတ်စေအုပ်စု၏အထူးရောက်အလိန်ညာရွေးကောက်ပွဲကိုပယ်ချရန်ဦးကျော်မိုးထွန်းကတောင်းဆိုပါသည် နိုင်ငံတကာအနေဖြင့်စစ်အာဏာသိမ်းမှုနှင့်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေးနိုင်ငံသားတိုင်းကြောက်ရွံ့မှုကင်းစွာပြောဆိုခွင့်ရေးသားခွင့်နှင့်ဆက်သွယ်ခွင့်ရှိသော Federal Democracy ပြည်ထောင်စုတရက်တည်ဆောက်ရန်အာတီတာပြင်းစွာဆောင်ရွက်နေကြသည့်မြန်မာပြည်သူများနှင့်အတူရက်တီဆောင်ရွက်ပေးကြရန်တမ်မကြီးဦးကျော်မိုးထွန်းကအစည်းအဝေးတွင်တောင်းဆိုခဲ့ပါသည်ဆလပီစစ်ပေးကြောင့်ဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကိုနိုင်ငံတကာကမေးမထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုက မေတ္တာရက်ခတ်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပြည်တွင်းစစ်ဘေးကြောင့်အတိဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကို နိုင်ငံတကာကမမေ့ထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုကမိန့်ကြားမြစ်တာရက်ခံလိုက်ပါရယ်။ယမန်နေ့နိုဝင်ဘာ9ရက်နေ့စိန့်ပီတာယဉ်ပြင်တွင်ပြုလုပ်သည့်အပတ်စဉ်စုတောင်းပွဲတွင်ပုံရဟန်းမင်းကြီးလီယိုကအထက်ပါအတိုင်းမိန့်ကြားမြစ်တာရက်ခံခဲ့ခြင်းဖြစ်ပါရယ်။ နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ပြည်တွင်းစစ်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရသောမြန်မာနိုင်ငံသားများကိုမစွန့်ပစ်ရနှင့်မိမထားကြရန် အကူအညီများပေးကြရနှင့်စူတောင်းပေးကြရန်၎င်းကမြစ်တာရက်ခံတိုက်တွန်းခဲ့ပါသည်။ကမ္ဘာဒေသအသီးသီးမှလက်နက်ကိုင်ပြည်ပကတွေကြောင့်ဒုက္ခရောက်နေရသူတွေအတွက်စူတောင်းပေးဖို့ကျွန်ုပ်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါသည်။ကျွန်ုပ်တို့အနေနဲ့ မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းပါတယ်ဟုပုံရဟန်းမင်းကြီးကအခွင့်ပြုစုတောင်းပွဲတက်ရောက်လာသူဖျားဖူးထောင်ပေါင်းများစွာရှိတွင်မိန့်ချခဲ့ပါတယ်။လက်နက်ကင်ပြိပခများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနှင့်အခြေခံအရင်းမြစ်များချိုးတဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွက်လီယိုကစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်မိန့်ချခဲ့ပါတယ်။ ကုလသမဂ္ဂဤခံမှန်းချက်အရမြန်မာနိုင်ငံ၏အခြေအနေမှာကပ်ဘေးကြီးအဆင့်သို့ရောက်ရှိနေပြီး2025ခုနှစ်တွင်လူပေါင်း20တန်းနီးပါးအကူအညီလိုအပ်မည်ဖြစ်ကြောင်းပြည်သူ၃.၅တန်းခန့်သည်ပြည်တွင်း၌အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာမတိမငိမ်ဖြစ်နေသောအခြေအနေများတွင်နေထိုင်ရကြောင်းသိရပါသည်ရှိခုနှစ်မလတွင်ငလင်လှုပ်ခတ်မှုကဲ့သို့သောတဘာဝဘေးရန်ရညနှင့်နိုင်ငံတကာရန်ပုံငွေအခက်အခဲရှိခြင်းကြောင့်မြန်မာပြည်သူများ၏အခြေအနေမှာပုံမိုဆိုးရွားလာခဲ့ကြောင်းသိရပါသည် ပုံရဟန်းမင်းကြီးဤမြန်မာနိုင်ငံအတွက်စူတောင်းချက်များသည်ကမ္ဘာအစိုးရဆုံးလူသားချင်းစာနာထောက်ထားမှုအကျက်တည်းများထဲမှတစ်ခုကိုရင်ဆိုင်နေရချိန်တွင်ပေါ်ပေါက်လာခဲ့ပါသည်ဒီမိုကရေစီနီလန့်ချရွေးကောက်တင်မြောက်ခံထားရသောအစိုးရကိုဖျောက်ချခဲ့သည့်အာဏာသိမ်းမှုဖြင့်စစ်တပ်ကအာဏာသိမ်းပြီး၅နှစ်နီးပါးအကြာတွင်ပြည်တွင်းပြည်ပခါကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပြီးဖြစ်ပါသည် 2021ခုနှစ်တွင်အာနာသိမ့်မှုကိုစန့်ကျင်သောလူမှုဆန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းသဖြင့်လက်နက်ကင်တော်လည်ရေးပေါ်ပေါက်လာကစစ်တပ်ကိုထိုင်းရင်းသားများနှင့်ဒီမိုကရေစီလိုလားသောပြည်သူများလက်နက်ကင်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။ဆလပီအာနာရှင်မေအောင်လိုင်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှအတိုင်းပြည်တိဆောက်နိုင်ပြီဖြစ်ပြီးတပွဲတည်းဖြင့်လုံမရဟု DNLA ပို့ချုပ်တာပုံးကျော်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖက်အာဏာရှင်မြောက်လိုက်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တိဆောက်နိုင်ပြီဖြစ်ပြီးတခွေတွေဖြင့်လုံးမရကြောင်းတအောင် TNL ဘိုချုပ်ဒါဘုံကျော်ကပြောဆိုပါရယ်အော်တိုဘာလာထုတ်ဝေသော TNL သတင်းနှင့်ပြန်ကြားရေးဌာနဤစာဆောင်အတွင် TNL မှဘိုချုပ်ဒါဘုံကျော်ဤမိန့်ခွန်းကို ဖော်ပြချကရှင်းမိန့်ခွန်းတွင် TN Law Academy ကျောင်းဆင်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပါရယ်တို့ရတွင်ရင်းချောင်းစင်းပွဲကိုမိသည့်အချိန်ကပြုလုပ်ခဲ့သည်ကိုဖော်ပြထားခြင်းမရှိပေ။ဘိုးချုပ်တာဘုံကျော်က 2029စစ်စစ်ရေးအတွက်ရလက်အဖြစ်မျိုးများတင်နိုင်ခဲ့ကြောင်းမင်းအောင်လိုင်ကိုရိုးရိုးဆန္ဒပြုရုံဖြင့်မြန်မာနိုင်ငံကိုတည်ဆောက်ရေးနှင့်မင်းအောင်လိုင်ပြုတ်ကြရေးမဖြစ်နိုင်ကြောင်းလက်ရှိတွင်မင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံသာရှိကြောင်းအာဏာရှင်အမြင့်ဖြတ်ပြီးမှတိုင်းပြည်တည်ဆောက်ပြရမည်ဖြစ်ကြောင်းပြောပါရယ်2029 operation ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာ ခုလိုရလက်တွေကတစ်မျိုးပြီးတစ်မျိုးသိမ့်နိုင်တယ်။ဒါကြောင့်မင်းအောင်လိုင်ကိုကျွန်တော်တို့ရိုးရိုးဆန္ဒပြယုံနေမင်းအောင်လိုင်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်။ပြီးတော့တွဲဆောင်ဆွေးနွေးငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တယ်။ခုတော့အားလုံးရှင်းကုန်ပြီးဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံမယ်ရှိတော့တယ်။အားလုံးဘေးလန့်စ်လုံးမှာပဲအနာရှင်အမြင့်ဖြတ်တိုင်းပြည်တိဆောက်လို့ရမယ်။ဘယ်အချိန်အထိကြာမလဲကျွန်တော်တို့ပြောမရဘူး။ မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်။ကျွန်တော်တို့အားထည့်မယ်။တပွဲတည်းဖြစ်အောင်လုပ်လို့မရဘူးဟုဘိုးချုပ်တာပုံကျော်ကဆိုပါရီ။ TNL အနေဖြင့် NUG PDF များနှင့်ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးရွေးဦးဒေါ်လာရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရှင်းပြင် TMB TCSO ကဲ့သို့သောတအောင် CSO များနှင့်ပူးပေါင်း၍ TPCC တအောင်အမျိုးသားတိုင်းပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါရီ။စစ်အာဏာရှင်မရောက်လိုက်ကို ဝိုင်းတိုင်ရင်ဖြင့်တစ်ဖက်တွင်လည်းသိမ်းပိုက်ထားသောဒေသများတွင် အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေး၊ကာကွယ်ရေးများကိုပြင်ဆင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်။မင်းအောင်လိုင်ကိုကြအောင်ဝိုင်းတိုက်ရမယ်။ဒါပေမဲ့အဲ့ဒီလိုဝိုင်းတိုက်ကြိုးစားနေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေါသကိုငါတို့အတက်နိုင်ဆုံးတော့ justice ready ဖြစ်အောင်ကြိုးစားရမယ်။ ငါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစားအတတ်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်ဟုဘိုးချုပ်တောင်ဖုံးကျော်ကဆိုပါတယ်ရှိခုအခါတွင်မူတရုတ်ဤချောင်းဝင်စစ်ဆင်မှုဖြင့်အော်တိုဘာလ29ရက်နေ့မှစတင်ပြီး TNL ကအကြံဖတ်စစ်တပ်နှင့်အပြစ်ရဲဆဲလိုက်ပြီးမိုးကုန်းနှင့်မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာရန်လေသဘောတူညီထားပြီးဖြစ်ပါသည်